ပလဲဝမြို့နယ်ဟာချင်းပြည်ထဲကမြို့နယ်ချင်းပြည်ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ချင်းကြီးနောင်အဖွဲ့ဝင်တွေအားလုံးကလက်ခံထားတယ်လို့ပြောဆိုလိုက်ပါတယ်။ဒီကြောင့်ကိုပီတာကတင်ဆက်ပေးထားပါတယ်။အာကတတော် ULAAE ကတိုက်ပိုက်ထိ ंछ ုပ်ထားတဲ့ပလဲဝမြို့နယ်ကချင်းပြည်ရဲ့အစိတ်ပိုင်းဖြစ်ကြောင်းအားလုံးကတင်ကြီးညို့ထဲလက်ခံထားကြတယ်လို့ချင်းကြီးနောင်အဖွဲ့ CB ကပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ်။ချင်းကြီးနောင်အကုံလုံးဒီအကုံလုံးကပေါ့နော်။ဘလဝတီချင်းကြီးဆိုတာကိုအကုန်လုံးကတညီတညွတ်သေး ယုံကြည်ကြတယ်လက်ခံကြတယ်ဆိုတာမျိုးပေါ့နော်အဆုံးပြောလိုပါတယ်ဒါကညီနောင်ထဲမှာမဟုတ်ပါဘူးဟိုတနင်္ဂနွေလုံးပေါ့နော်အခုလုံးလည်းတိပါတယ်ဒီလိုမျိုးရက်တည်လာတာပေါ့နော်ဒီလိုမျိုးပဲဖြစ်လာတာပါဇွန်လ16ရက်နေ့ဒီလေးစာရှင်းလင်းပွဲမှာဆလတ်ရုံးမှကမီဒီယာတွေရဲ့မင်းမြတ်မှုအပေါ်ဖြေဆူခဲ့တာဖြစ်ပါတယ်ပလောမြို့နယ်ကိုအာရခတ်တတော် ULAA ကရခိုင်ပြည်ရဲ့ခရိုင်တစ်ခုဖြစ်တမလာကြောင်တည်င်းတွေထပ်ပေါ်နေပါတယ်ဇွန်လ16ရက်နေ့ကရခိုင်ပြည်အခြေစိုက်မီဒီယာတို့ခုမှာ ဖလစ်ဝါကိုရခိုင်ပြည်ရဲ့အမှတ်၈ခရိုင်ဖြစ်သမားတဲ့ကြောင်းတတိယနေ့ဖော်ပြခဲ့ပြီးနောက်ချင်းဖွဲ့စည်းနေလူထုတွေကြားဝေဖန်ပြောဆိုမှုတွေမြင့်တက်လာခဲ့ပါတယ်။ဖလစ်ဝါခရိုင်ကိုရခိုင်ပြည်အတွင်းထက်သွင်းဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး ULAAA ကတော့တရားဝင်ထုတ်ပြန်ပြောတာမျိုးမရှိသေးပါဘူး။ AA စစ်ဦးစီးချုပ်ဘူချုပ်ထွန်းမြနိုင်ကိုယ်တိုင်ကလည်းပလဝဟာချင်းပြည်ထက်ကဖြစ်ကြောင်းမီဒီယာတွေနဲ့တွေ့ဆုံမိများချိန်ကဖြစ်ကြားထားပြီးဖြစ်တယ်လို့ဆလာယောမန်ကပြောပါဗျ။ ULAAA ကအင်းဒီချီကောင်ထက်ပိုတဲ့ရဲဘော်ရဲဘက်တွေဖြစ်တယ်လို့လည်းဆိုပါဗျ။ တော်လိုင်းရေးကာလမှာနိုင်ငံရေးအမျက်ထုတ်ခြင်းတဲ့သဘောနဲ့လူမျိုးရင်းမှုတီးဖို့ပြောဆိုမှုတွေရှိတာကြောင့်အာလုံးတည်ထားကြဖို့လိုတယ်လို့ဆလတ်ရော့မန်ကဆိုပါတယ်ကျွန်တော်တို့ဒီအချိန်တွေမှာအာစစ်ကောင်စီပြုတ်ကြကြီးကိုအလေးထားမဲ့ခြင်းတွေဖြစ်တယ်ဆိုတာလည်းပဲအားလုံးကိုတော့ပြန်ဖတ်ရဖို့လိုတယ်အာစစ်ကောင်စီတာပြုတ်မကြသွားဘူးဆိုရင်အလကားပဲဟိုမြည်တိထင်းချုံနေမြေမဆိုးအာအလဟတဖြစ်သွားမှာပဲ ။ချင်းလင်းနဲ့ကိုက်တော်လည်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CNF CNA ပြောရေးဆိုခွင့်ရှိသူ slide ထက်နေကလည်း EEA ပြည်ဝဒေတာထိန်းချုပ်မှုကိုဒေတာတည်ငြိမ်ရေးအတွက်အရည်အသားဝယူမှုအဖြစ်လက်ခံတယ်လို့ဆိုပါတယ်။ဒါဟာပြည်ဝရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုအဆုံးဖြတ်ပေးခြင်းမဟုတ်ဘူးလို့မီဒီယာတွေမှာမကြာခဏပြောဆိုနေတာရှိပါတယ်။ပြည်ဝမြို့နယ်ကရခိုင်ပြည်နယ်နယ်မြေထိစပ်နေပြီးအိန္ဒိယမြန်မာကလပ်တံမြင့်ချောင်းဘက်ဆုံတည်ယူပို့ဆောင်ရေးစီမံကိန်းလမ်းကြောင်းပေါ်မှာရှိနေတာဖြစ်ပါတယ်။ အာခတ်တော်၏ဤက2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာပလက်ဝမ်မြို့နယ်ကိုစစ်ကောင်စီလက်ကနေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်အုပ်ချုပ်ရေးနဲ့တရားစီရင်ကိစ္စတွေဆောင်ရွက်နေတာဖြစ်ပါတယ်။